မရှိတဲ့ပြန်ပွဲကိုသွားပြိုင်မယ်ဆိုပြီးတနိုင်ငံလုံးကိုကျင်းထည့်ထားတဲ့ Mr. Tourism Global မြန်မာလွှင့်နေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုလက်တလုံးမှာမြန်မာတနိုင်ငံလုံးကိုပူပူနွေးနွေးကျင်းထည့်ထားတဲ့သူကတော့သူ့ကိုယ်သူ Mr. Tourism Global မြန်မာအဖြစ်ကြွေးကြော်ထားတဲ့အလမောင်လွှင့်နေဖြစ်ပါတယ် အခုတခါမှာတော့အလားမောင်လင်းနေကကြွားလုံးထုတ်ထားတဲ့ပြန်ပွဲဟာတကယ်ရှိတဲ့ပြန်ပွဲမျိုးမဟုတ်ဘဲသူ့ကိုယ်သူမစ္စတာဖြစ်နေဟန်ဆောင်ပြီးတော့ဂျင်းထည့်သွားတာဖြစ်ကြောင်းသိရပါတယ်။ဒါကြောင့်လည်းပြည်သက်တွေကြားထဲမှာတော်တော်လေးကိုလူပြောများနေရပါမစ္စတာတူရီဇင်ဂလိုဘယ်မြန်မာဆိုပြီးတော့သူ့ကိုယ်သူနာမည်ပွဲတက်ထားတယ်။လွင်နေဆိုတာကတော့ပြီးခဲ့တဲ့ရက်ပိုင်းမှာသူ့ကိုယ်သူသိန်းတစ်ထောင်ကျော်ပို့အလားကုန်ပစ္စည်းတွေနဲ့ဈေးဝယ်ကမြမကုံဆောင်တော့မှဖြစ်ကြောင်းပြောခဲ့ရဖြစ်ပါတယ်။ ဒါအပြင်လွင်နေက showness mode နဲ့ media interview တွေကိုကြီးကြီးကျယ်ကျယ်တွေဖြည့်ပြီးတော့ရန်ကုန်လေဆိပ်ကနေထွက်ခွာသွားတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းအလားမောင်လွင်နေရဲ့ပုံစံကတော်တော်လေးကိုလူရဲစရာကောင်းနေရပါအထူးသဖြင့်တရက်သီးကိုအစိမ်းစားမိလို့တရက်စိမ်းလောင်တယ်လို့ဖြစ်နေရဲ့နှက်ခမ်းကြာတကွက်ညိုတကွက်ဖြစ်နေရဲ့မဲညင်းညစ်အသားရည်အချိုးအစားမကျတဲ့ခန္ဓာကိုယ်ပုံစံနဲ့နွဲ့နေအောင်အောင်ယောက်ျားကောင်းပုံစံဖြစ်နေရဲ့လွင်နေကမြမကုံဆောင်ဖို့သွားမဲ့မစ္စတာပါဆိုပြီးတော့ကြွေးကြော်နေရကြောင်းပရိသတ်တွေကတော့မြမနိုင်ငံမှာဒီထက်လှတဲ့မင်းသားမရှိတော့ဘူးလားလို့ဒေဝုံကြတာဖြစ်ပါတယ်ဒါပြင်မစ္စတာမြမအလားမောင်တယောက်ဖြစ်တဲ့လွင်နေက အရက်ကလည်းပြုနေပါသေးတယ်။ဒါပေမဲ့လည်းလွင်နေကတော့သူဟာငွေအင်အားအများပြားသုံးနိုင်ပြီးတော့မြမကုံဆောင်ဖို့အတွက်နာမည်ကျော် branded ပစ္စည်းတွေကိုသာအသုံးပြုခဲ့ရကြောင်းဒီလိုမျိုးရှင်ပြန်ခွင့်ရလာလို့ဆိုပါတယ်။အစောပိုင်းမှာတော့အလှမောင်လွင်နေကဂူချီနဲ့ဒီအိုအစရှိတဲ့နာမည်ကြီး branded ပစ္စည်းတွေကိုတိုင်းတထောင်နေပါအသုံးပြုပြီးတော့ပြင်ဆင်ခဲ့သလို မြန်မာပြည်ကနေဂုံတိခါရှိစွာနဲ့ထွက်ခွာဖို့အတွက်ကိုတိန့်ရာကျော်တန်တဲ့ဝင်းဆောင်ကိုပြင်ဆင်ပြီးတော့မြန်မာနိုင်ငံကနေထွက်ခွာมาဖြစ်ပါတယ်။လွင်နေကတော့သူ့အနေနဲ့ပြိုင်ပွဲမှာစုမရရင်တောင်မြန်မာဆိုတာကဘာမှဂုံမငင်ရအောင်ချပြมาဖြစ်တယ်လို့မြန်မာလူငယ်တွေအတွက်အခွင့်အလမ်းပေါင်းများစွာယူလာမယ်လို့ပြောနေကြရဖြစ်ပါတယ်။ ဒါပေမဲ့လည်းခန့်တာကလွင်နေသွားပြိုင်မဲ့ Mr. Tourism Global ဆိုတဲ့ပြန်ပွဲက Google မှာတောင်ရှာလို့မရတဲ့ပွဲဖြစ်နေပါတယ်။အလားမောင်လွင်နေကတော့ကြီးကြီးကျယ်ကျယ်တွေပြောပြီးမြန်မာကုန်ကိုဆောင်မယ်လို့ပြောပါတယ်။ဒါပေမဲ့သူပြောတဲ့ပြန်ပွဲက VNN နိုင်ငံမှာဘသူကဦးစီးကျင်းမာတာလဲဆိုတာတောင်မသိရပါဘူး။ဒါကြောင့်လူတွေကတော့အလားမောင်လွင်နေအနေနဲ့တနိုင်ငံလုံးကိုနာမည်ကြီးဆယ်လီဖြစ်ချင်စောနဲ့ကျင်းထည့်သွားတာဖြစ်မယ်လို့ဆိုကြပါတယ်။သူပြောတဲ့ Mr. ပြန်ပွဲဆိုတာကလည်းဒီနိုင်ငံမှာလမ်းဘေးရပ်ကွက်ပွဲသက်သာရှိနေရဖြစ်ပါတယ်။ပြန်ပွဲဝင်ဆိုလို့ ည်းသူတယောက်တည်းကိုသာတွေ့ရပြီးတော့တခြားသောသူတွေကိုလည်းမတွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်လွင်နေဟာတနိုင်ငံလုံးကိုပွဲဆိုအောင်လုပ်ပြီးတော့အတန်းရှင်းရှာသွားတာဖြစ်မယ်လို့ယူဆနေကြပါတယ်။ ွေနေဟာရန်ကုန်မြို့မှာဂျပန်စာတင်နှံပေါင်းများစွာကိုဦးစီးလုပ်ကင်နေတဲ့သူလည်းဖြစ်ပါတယ်။သူရဲ့ဂျပန်တင်နှံကနေပြီးတော့ဂျပန်ပြည်ကိုအောင်မြင်အောင်ပြန်လွှတ်နိုင်တဲ့သူတွေများစွာရှိတဲ့အတွက်နာမည်ကောင်းရရှိထားတဲ့တင်နှံဖြစ်ပါတယ်။ဒါကြောင့်လည်းလူတွေကလွေနေဟာသူရဲ့ဂျပန်တင်နှံမှာနာမည်ကြီးအောင်အတန်းရှင်းရှာရသလားဆိုပြီးတော့ထင်ကြေးပေးနေကြပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့လွေနေနဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။